မင်္ဂလာပါမိတ်ဆွေတွေကိုဆရာဒီနေ့မေတ္တာလက်ဆောင်ပေးချင်တာကတော့မိမိရဲ့ဘဝမှာဘာလို့လို့ဘာကံမဲ့မသိဘူးဖြစ်နေတယ်လုပ်ငန်းတွေအဆင်မပြေဘူးယာရုတိုးခြင်းနဲ့နေရာကောင်းရခြင်းနဲ့ကျမရေးကောင်းခြင်းနဲ့အကျွေးတွေပြန်ရခြင်းနဲ့အကျွေးတွေကြည်ခြင်းနဲ့စသည်အားဖြင့်ပေါ့နော်ခက်ခဲတွေများစွာကြုံတွေ့နေရတဲ့မိတ်ဆွေတွေကအခုဆရာပြောပြမဲ့ကံပီရာရေရာလေးကိုပြုလုပ်ပေးပါရပိုင်းတွင်းမှာအဆင်ပြေသွားပါလိမ့်မယ်နော် အရင်ဆုံးအနေနဲ့ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးနဲ့အသေးပေးကွန်မန့်ရေးပြီးတော့ share တွေလုပ်သွားပေးပါ။ဘာလို့ပေးရမလဲဆိုတော့မိမိရဲ့ရောက်ဆဲအသက်ကိုတီရောက်ဆဲအသက်ကိုတီရမယ်နော်။ဥပမာအသက်38နှစ်ဆိုရင်ဟလာအသက်မိမိရောက်ဆဲအသက်ကို၄နှစ်မြောက်ရမယ်။၄နှစ်မြောက်ရမယ်ရလာတဲ့၄နှစ်မြောက်လို့ရလာတဲ့ရလက်ကိုအရေးတွက်ကိုမုံလုံးရေပေါ်လုံးရပါမယ်နော်။၄ဟို38ကို၄နှစ်မြောက်ရင်၄၈၄၀ဟလား လေးရှိလေး23ညနဲ့ဟုတ်လား၄3 48ဟုတ်၄3 42နော်72ဆိုတော့72နဲ့နဲ့ပေါင်း14ပေါ့နော်အဲလိုမျိုး140ပေါ့နော်ရလက140ရရဖြစ်တဲ့အတွက်အဲ140ကိုမော်လုံးရေပေါ်လုံးရမယ်ပေါ့ဒါနမူနာပြောပြနော်မိမိရောက်ဆဲအသက်ကိုတီးပြီးတော့၄နဲ့မြောက်ပါရလာတဲ့အရေးအတွက်ကိုမော်လုံးရေပေါ်လုံးရပါမယ်နော်မော်လုံးရေပေါ်လုံးပြီးပြီဆိုတာနဲ့အဲ့ထဲကမော်လုံးရေပေါ်ထဲက10လုံးကိုဖျားမှလူပေးရမယ်နော် အမလုံးရေပေါ်ထဲမှာထန်ရက်တွေပါရထည့်လုံလို့ရရဲ့နော်မိမိအစင်ပြေတယ်လို့ထည့်ပြီးတော့လုံးမှာဒါပေမဲ့အုံသီးမဖြူရဘူးနော်အပေါ်ကနေအုံသီးမဖြူရဘူးအထက်အထက်မှာဌာပနာရာမလုံးဟာဘလို့ခေါ်မလဲဒီဟိုထန်ရက်တို့တကြားတို့မော်မိမိအစင်ပြေတဲ့ဥစ္စာကိုဌာပနာပြီးတော့မလုံးရေပေါ်လုံလို့ရရဲ့နော်ဒါပေမဲ့တခုဒိဋ္ဌာမှာအမလုံးရေပေါ်ရဲ့အပေါ်ကနေပြီးတော့တကြားမဖြူရပါဘူးအပေါ်အုံသီးမဖြူရပါဘူးနော်အပေါ်ကနေတကြားဖြူလို့ရတယ်အုံသီးဖြူလို့မရပါဘူး အဲ့ရလာတဲ့ရေအတွက်တည်းကနေပြီးတော့မုံလုံးရေပေါ်လုံးမယ်လုံးပြီးဆိုတာ၁၀လုံးကိုဖျားရှင်ကိုတော်မြတ်ကြီးဟာမိမိမွေးနေ့မနက်၁၀နာရီမှာပြုလုပ်ပါမိမိမွေးနေ့မနက်၁၀နာရီမှာဖျားရှင်ကိုတော်မြတ်ကြီးဟာမုံလုံးရေပေါ်၁၀လုံးကိုလှူပါကြံတဲ့မုံလုံးရေပေါ်တွေကိုမိမိအိမ်နီးလားပတ်ဝန်းကျင်ကမိတ်ဆွေတွေကိုလှူဒန်းပြီးတော့မှမိမိဖြစ်ကျင်တဲ့ဆန္ဒတွေကိုလေးလေးနက်နက်ယုံကြည်ကြည်ဆူတောင်းပေးရပါမယ်နော်အဲ့ဒါဆိုရင်မိတ်ဆွေတို့ကြုံတွေ့နေရမယ့်ဟလာကြုံတွေ့ရမယ့်စီးပွားရေးပြတ်တာတွေ လုပ်ငန်းဆင်ပြေကျင်တာယာရုတိုးကျင်တာနေရာကောင်းရကျင်တာရန်သူတွေကင်းကျင်တာအကျွေးကြီးကျင်တာအကျွေးတွေပြန်ရကျင်တာစသည်အားဖြင့်ပေါ့နော်အခက်အခဲအားလုံးကိုဆူတောင်းလို့ရပါတယ်နော်ရပိုင်းအတွင်းမှာတရားပေါက်ဆင်ပြေသွားတာကိုမိတ်ဆွေတို့ကိုယ်တိုင်မြန်ဝါထင်ထင်တွေ့ရပါလိမ့်မယ်နော်ဆရာရဲ့ဗီဒီယိုလေးဟာဆရာရဲ့ဂမ်ဘီရာနီးလေးဟာမိတ်ဆွေများအားလုံးအတွက်အကျိုးရှိတယ်ဆိုရင်ဆရာရဲ့ဗီဒီယိုလေးကိုအပေါင်းလေးနဲ့အသေးပေး comment ရေးပြီးတော့ share လေးတွေလုပ်ပေးသွားကြပါ ဆရာကတော့ဆရာကြီးမင်းတိန်ခါဤတပည့်ရင်ဆရာရဲမှန်အောင်ဖြစ်ပါတယ်။အဆရာထမဘီရင်မေးခြင်းနဲ့လက္ခဏာမေးခြင်းနဲ့တားတော့ဘေးတင်ဧကန်တဘီရင်မေးခြင်းနဲ့မိတ်ဆွေတွေကဆရာကိုတိုက်ရိုက်ဖုံးခေါ်ပြီးတော့ဘီရင်မေးလို့ရပါတယ်။ဘီရင်ညံပူဇော်ကယူပါတယ်နော်။ပြီးတော့အိမ်ရောင်းခြင်းတာခြံရောင်းခြင်းတာမြေရောင်းခြင်းတာကားတွေကြောက်တွေဆက်ပစ္စည်းတွေစိုင်းကယ်တွေသုံးဘေးနေစသည်အပြင်တံပိုးကြီးရတနာပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အတွက် ကြောက်စိမ့်တို့ဗရမများတို့လည်းပါတယ်နော်တန်ဖိုးကြီးယရနာပစ္စည်းတွေအများဆုံးရောင်းထွက်ဖို့အထူးတိုက်ဒက်ရှင်တွေပြုလုပ်ပေးပါတယ်တန်ဖိုးကြီးပစ္စည်းတွေဝင်စရာလည်းတိုက်ဒက်ရှင်ပြုလုပ်ပေးတယ်အာမခံတယ်ပါနော်ပြီးတော့အခြေရေးမှာဖောက်ပြန်ခံရတဲ့အခြေရေးစင်မပြေတဲ့လူငယ်တွေအိမ်တော်ရေးပဋိပက္ခတွေဖောက်ပြန်ခံရတဲ့အနိုင်ကျင့်ခံရတဲ့အိမ်တော်ရေးစင်မပြေသူတွေဆက်သွယ်ပါပြီးတော့အကျွေးတွေပြန်ရဖို့အကျွေးတွေကြေဖို့လောင်းကစားရှုံများနေတဲ့မိတ်ဆွေများအမြတ်ငွေတွေချက်ချင်းရဖို့ ဆရာဝန်တွေစုံနေပြီးစေမစေမတူဆိုတဲ့လူနာတွေတေကံမောင်းလက်ဖြစ်နေတဲ့လူနာတွေဆက်သွယ်ပါစုံပယောကတရားသစီတွေနဲ့တိုက်ခိုက်ခံထားတဲ့မိတ်ဆွေများဆက်သွယ်ပါနော်ပြီးတော့အင်္ဂါထွက်သွားတဲ့ယောက်ျားမိန်းမတသမီးတွေချက်ချင်းပြန်လဲရောက်ရှိဖို့ပျောက်သွားတဲ့တံပိုးကြီးပစ္စည်းတွေချက်ချင်းပြန်လဲရရှိဖို့ပြီးတော့ဘွားမှာဘာလို့လို့ဘာကံမဲမသိပဲနဲ့လမ်းပြောင်းနေတဲ့မိတ်ဆွေများဆက်သွယ်ပါနော်အမှုခင်းနိုင်ခြင်းနဲ့ရန်သူတွေကိုအောင်မြင်ခြင်းနဲ့အတိုက်ခံနေခြင်းနဲ့ ဘဝမှာအဆင်မပြေမှုတွေများနေတယ်မိတ်ဆွေများဆက်သွယ်ပါနော်အောင်မြင်တဲ့လုပ်ငန်းရှင်တွေအမှုပညာရှင်တွေဖြစ်ဖို့နော်အချုပ်နောင်ဖန်ဆီးကနေချက်ချင်းလွန်မြောက်ဖို့အတွက်အထူးရည်ရည်အားအစီအမံအဆောင်လက်ဖွဲ့တွေဆောင်ရွက်ပေးပါတယ်ပြီးတော့ကလေးနာမည်ပေးဆိုင်နာမည်ပေးလုပ်ငန်းနာမည်ပေးကုမ္ပဏီနာမည်ပေးတွေဆောင်ရွက်ပေးပါတယ်ဆရာရဲ့ဖုန်းနံပါတ်က39956 88858ပြီးတော့39998 3640 256 ြစ်ပါတယ်เนาะအဲ့ဒီသုံးညာကို956ခွန်88 58အဲ့ဒီဖုန်းနံပါတ်က Viber အကောင့် Telegram အကောင့်ရှိပါတယ်အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့လည်းရပါတယ်เนาะပြည်ပမှာနေထိုင်ကြတဲ့မိတ်ဆွေတွေကတော့အဲ့ဒီအကောင့်တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးပါပြည်တွင်းကမိတ်ဆွေတွေကတော့ဆရာကိုတိုက်ရိုက်ဖုန်းခေါ်ပြီးတော့မေးကြပါเนาะအိမ်မှာလာမေးကျင်တယ်ဆိုရင်နော်ကုံကြီးရွာရေဦးမြို့နယ်စကိုင်းတိုင်းမှာဆရာနေပါတယ်အိမ်မှာလာမေးလို့လည်းရပါတယ်เนาะ ကဲခொနရသားသမီးအားလုံးစာဝေးနေရီခြောင်လေကြပါစေတဘာဝဘီအန်ဒီရီယာနဲ့ကင်းဝေးကြပါစေစစ်ဘေးရန်သူမျိုး၅ပါးပြီးလက်နက်ခရံပေးရီယာနဲ့ကင်းဝေးကြပါစေအခြေအိမ်တော်ကြီးမှာတာယာပျော်ရွှင်ပြီးတော့အသက်ရှူတိုင်းငွေရကြပါစေလောကကောင်းကျိုးတာရနာရဲ့ကောင်းကျိုးကိုကောင်းစွာရွတ်ဆောင်နိုင်ကြပါစေနော်